မင်္ဂလာပါခင်ဗျရှောင်းကစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အာရခတ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေထိုးဖောက်ဝင်ရောက်နေတဲ့ AR တိုင်းထဲမှာလေးမျက်နှာမြို့အနီးအထိ AA နဲ့ PDF တပ်တွေရဲ့တိုးစစ်တွေရောက်ရှိလာပြီးဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကငုံဝန်တဒါအစင်ရွှေသစ်စုခြေရွာမှာခန့်စစ်ပြင်ဆင်နေရသလိုပြည်သူတွေကိုပါသူတို့စစ်သားတွေအတွက်ထမင်းနဲ့ဟင်းတွေချိန်ချောက်ချက်ခိုင်းပြီးတော့သူတို့စီကိုအတင်းအဓမ္မပို့ဆောင်ခိုင်းနေတယ်ဆိုပါတယ်။အချက်ဖတ်စစ်ကောင်စီက မြန်မာနိုင်ငံမှာစစ်မှုထမ်းဖို့အကြုံးဝင်တဲ့လူငယ်တွေကိုပြပထွက်ခွင့်ပိတ်ပင်ထားရုံနဲ့မကနောက်ထပ်ပြပကိုတွားရောက်အလုံလုံကိုင်မှုတွေအတွက်လစဉ်အရေးအတွက်အကန့်အသတ်နဲ့ပိတ်ပင်လိုက်ပြီးတဲ့နောက်မှာပဲပြည်တွင်းမှာသာအလုံလုံကြဖို့အကြမ်းဖက်မင်းအောင်လှိုင်ကပြောဆိုလက်ပြန်တဲ့တဲ့ပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစိုးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့အရခတတော် AI နဲ့ PDF ပူပေါင်းတက်တွေထိုးဖောက်ဝင်ရောက်နေတဲ့ AR တိုင်းထဲမှာ လေးမျက်နှာမျိုးအနိထီအေအေနဲ့ PDF တက်တွေရဲ့ထိုးစစ်တွေရောက်ရှိလာပြီဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကငဝန်တံတားအစင်ရွှေတစ်စုခြေရွာမှာခန့်စစ်ပြင်ဆင်နေရသလိုပြည်သူတွေကိုပါသူတို့စစ်သားတွေအတွက်ထမင်းနဲ့ဟင်းတွေချင်းချောက်ချက်ခိုင်းပြီးတော့သူတို့စီကိုအတင်းအဓမ္မပို့ဆောင်ခိုင်းနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့လက်ရှိ ARD တိုင်းမှာအရကတတော် AE နဲ့ PDF ပူးပေါင်းတက်တွေထိုးဖောက်ဝင်ရောက်နေရမှာ စစ်ကောင်စီဘက်ကတိုက်ပွဲတိုင်းမှာအရှုံးနဲ့တိုင်ဆိုင်နေရပြီးသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေအမြောက်များနဲ့အနောက်ကိုသာစုပ်ရင်စုပ်ရင်နဲ့အခုဆိုရင်လေးမျက်နှာမြို့အနိထိအေးနဲ့ PDF တက်တွေရဲ့ထိုးစစ်တွေရောက်ရှိလာပြီလို့ဆိုပါတယ်အဲ့ဒီအတွက် အကြံဖက်စစ်ကောင်စီတပ်ကငဝန်တရားအဆင့်မှရှိတဲ့ရွှေသစ်စုကြီးရွာမှာခန့်စစ်တွေပြင်ဆင်နေရတဲ့အပြင်လက်ရှိမှာလည်းငဝင်မြစ်အနောက်ဘက်ကတမိုင်းဝင်ထူပါယုံဖယားကြီးမှာပါအကြံဖက်စစ်ကောင်စီတပ်သားတို့တက်ဆွဲဖို့ပြင်ဆင်နေကြပြန်တဲ့အတွက် ်ခြေရွာနေပြည်သူတချို့လည်းဘေးလို့ရကိုရှောင်တိန်နေရဓာတ်တွေအထိရှိလာနေတယ်လို့ပြောပါတယ်။တစ်ဖက်မှာလည်းအဲ့လိုလေးမျက်နှာမျိုးအနည်းအထိတိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေကအကြက်ဖက်စကောင်းစီတပ်သားတွေနဲ့ခြေရွာတွေမှာလာရောက်တဆွဲနေတဲ့တပ်သားတွေအတွက်ထမင်းနဲ့ဟင်းတွေချက်ပြီးပို့ပေးရမယ်ဆိုပြီးတော့ပါစစ်ကောင်းစီတပ်ကချိန်ချောက်ပြောဆိုလာတာကြောင့်မတ်လ23ရက်နေ့ကစပြီးရွှေတစ်စုခြေရွာရဲ့လက်နက်ကိုင်အုပ်ချုပ်ရေးမှူးဇော်နိုင်ဆိုတဲ့သူက ဂျေရွန်နေပြည်သူတွေကိုသူတို့စစ်သားတွေအတွက်အလှဲ့ကျထမင်းနဲ့ဟင်းတွေချိမ့်ချောက်ချက်ခိုင်းပြီးစစ်သားတွေစီကိုပါအတင်းကျပ်ပို့ဆောင်ခိုင်းနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။တစ်ဖက်မှာတော့လင်းမြနာမျိုးအနီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအနာဂတ်တော် AA နဲ့ PDF ပူးပေါင်းတက်တွေရဲ့လက်ချက်နဲ့ပဲစစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေသလိုစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့သာအသေးအံခုခံနေရပြီးတိုက်ပွဲတွေကတော့လင်းမြနာမျိုးနဲ့တော်တော်ကိုနှိကက်နေပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ ဆက်ထဲမှာပဲမြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာအမြင့်တွေ့နေတဲ့ဆရာနာရှင်စနစ်တစ်ခုလုံးချိန်မုံတုတ်တင်နိုင်ရဲ့အတွက်တော်ရုံဇွဲတတိတော်ရုံအထုတ်မှုနဲ့မရနိုင်ဘူးအပင်ပန်းခံရမာတွေအစင်းရခံရမာတွေရှိမယ်အပြင်စစ်ကောင်စီတက်ကိုချိန်မုံတုတ်တင်တဲ့နေရာမှာလဲစိတ်နဲ့ခန္ဓာမာကြောနေရမယ်လို့အင်ဂျီရိုက်သမရဒူဝါလက်ရှိလက်ကပြောလိုက်ပါတယ်ဒါကတော့ဒီကနေ့မတ်လ26ရက်နေ့မှာပြုလုပ်တဲ့အမျိုးသားညီညွတ်အစိုးရအဖွဲ့အစည်းအဝေးမှာအင်ဂျီရိုက်သမရဒူဝါလက်ရှိလက်ကပြောလိုက်တာပါ ဒါပြင်လက်ရှိຫນွေဥဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့လေလက်ရှိမြေပြင်မှာဆိုရင်ဒေါ်လာရင်းတက်တွေတင်ပိုက်ထင်းချုပ်ထားတဲ့မြို့နယ်တွေကိုခရီးသွားမယ်ဆိုရင်တော့၃၄၅ရက်သွားတာတော့မှကုတ်အောင်မသွားနိုင်တဲ့အထိကျေပြန့်လာနေပြီဖြစ်တယ်လို့ဒီလိုအောင်မြင်မှုတွေရနေတာကိုမြင်တွေ့ရတဲ့အတွက်လေအင်မတန်မှဂုံယူမိတယ်လို့တမရကြီးကဆိုထားပါလေတစ်ဖက်မှာလေမြေပြင်မှာလက်တွေ့အင်အားတိစောက်နိုင်တာဟာဒေါ်လာရင်းအတွက်အဓိကအခရာပဲဆိုတဲ့အတိုင်းဒေါ်လာရင်းအပိတအောင်မြင်မှုရဖို့အတွက်ဆိုရင်လေအယူကြီးအနေနဲ့ ဒိုင်းသလန်နကိုင်းအဖွဲ့တွင်းနဲ့အတူတကွပူပေါင်းစုဖွဲ့မှုနဲ့အတူဥဆောင်ဥရွယ်ပြုတ်နေတဲ့ဒူတွေရဲ့အရေးချင်းစွန့်ရည်နဲ့အမျှော်မြင်ရှိမှုအပေါ်မှာလဲမူတီနေုံနဲ့မကနှွေဦးတော်လန်ကြီးဟာလူတို့တော်လန်ကြီးဖြစ်တဲ့အတွက် ပြည်သူလူတို့ကယုံကြည်လက်ခံလာအောင်လဲအလုံနဲ့စပ်ပြီးတတ်သိပြရမှာဖြစ်တယ်လို့အန်ဂျီယာယီသမရဒူဝါလရှိလက်ကပြောသွားပါတယ်ခင်ဗျာတဖက်မှာတော့အကျံဖက်စကောင်စီကမြန်မာနိုင်ငံမှာစစ်မှုထမ်းဖို့အကြုံးဝင်တဲ့လူငယ်တွေကိုပြည်ပထွက်ခွင့်ပိတ်ပင်ထားရုံနဲ့မကား နောက်ထပ်ပြည်ပကိုတွားရောက်အလုတ်လုတ်ကင်မှုတွေအတွက်လစဉ်အရေးအတွက်အကန့်အသတ်နဲ့ပိတ်ပင်လိုက်ပြီးတဲ့နောက်မှာပဲပြည်တွင်းမှာသာအလုတ်လုတ်ကြဖို့အကြမ်းဖက်မင်းအွန်လိုင်းကပြော့ဆူလာပြန်ပါလေဒါကတော့ယမန်နေ့ကနေပြည်တော်မှာပြုတ်လုတဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်မင်းအွန်လိုင်းကပြော့သွားပြန်တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီမှာအကြမ်းဖက်မင်းအွန်လိုင်းပြော့သွားတာကလက်ရှိပြည်တွင်းမှာအလုတ်သမားရှာပါမှုတွေဖြစ်နေတဲ့အကြောင်းတွေနဲ့ပြည်ပထွက်ပြီးအလုတ်လုတ်တဲ့သူတွေများနေတဲ့အကြောင်းတွေကိုပြောသွားပြီး ပြည်ပမှာအလုတ်လုံမဲ့အစားပြည်တွင်းမှာသာအလုတ်လုံကြဖို့အကျန့်ဖက်မင်းအွန်လိုင်းကိုတိုင်ပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်တပတ်မှာတော့အကျန့်ဖက်မင်းအွန်လိုင်းရဲ့အမိန့်နဲ့ပဲမြန်မာနိုင်ငံမှာအသက်18နှစ်ကနေ35နှစ်အတွင်းရှိတဲ့လူငယ်တွေကိုပြည်ပထွက်အလုတ်လုံခွင့်ပိတ်ပင်ထားရုံနဲ့မကအခုဆိုရင်စစ်ကောင်စီရဲ့အလုတ်သမားဝင်ကြီးအသက်ဖြစ်လာတဲ့ချစ်ဆွေဆိုတဲ့သူကပါအခုမတ်လကစပြီးထိုင်းဂျပန်မလေးရှားကိုရီးယားနဲ့စင်ကာပူနိုင်ငံတွေကိုမြန်မာလူထုမဆေလွတ်မှုတွေအတွက်အရေးအတွက်တွေကန့်သက်ပိတ်ပင်လိုက်ပြီးနောက်မှာပဲ မြန်မာအလို့သမားတွေအနေနဲ့ပြည်တွင်းမှာသာအလုတ်လုတ်ကြဖို့အကြံဖက်မင်းအွန်လိုင်းကပြောဆိုလာပြန်တာဖြစ်ပါတယ်ခင်ဗျာတဖက်မှာတော့တင်းသားကြီးမြို့နယ်မှာအကြံဖက်စကောက်စီတက်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့နွားကြောင်သားစစ်မှုထမ်းတပ်သားတစ်တူနဲ့ညီဖြစ်သူကိုစားစစ်မှုထမ်းရတဲ့စစ်မှုထမ်းတပ်သားတစ်တူတို့ဟာလက်နက်တွေနဲ့အတူမရမကထွက်ပြေးလာပြီးတော်လိုင်းကြီးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ PDF ဒေါနာစစ်ကြောင်းရဲ့တရင်မှုရဲဘော်ရန်နိုင်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ဒင်းတိုင်းမြို့နယ်မှာအခြေစိုက်ထားတဲ့အချက်ဖက်စကောင်စီရဲ့ခမရငငရှိတရင်ကနေပေါ်တာဆွဲဖန်းစီခံရတဲ့နွားចောင်းသားစစ်မှုထမ်းတပ်သားတဦးနဲ့ညီဖြစ်သူကိုစားစစ်မှုထမ်းရတဲ့စစ်မှုထမ်းတပ်သားတဦးတို့ဟာသူတို့ကိုင်ဆောင်တဲ့လက်နက်တွေနဲ့အတူ PDF ဒေါနာစစ်ကြောင်းစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဦးဟာဘိမျိုးနယ်ကတဦးနဲ့ပြည်မျိုးနယ်ကတဦးတို့ဖြစ်ပြီး ဘိမ့်မြုံနယ်ကတူကတော့ညီဖြစ်သူကိုစားစစ်မှုထမ်းရတာဖြစ်တယ်လို့ပြည်ဘက်ကတယောက်ကတော့နွားចောင်းနေရင်ပေါ်တာဆွဲခံရတာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီစစ်မှုထမ်းတပ်သားတင်နှစ်ဦးစလုံးကိုတော်လိုင်းရင်တက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစုပေးထားတဲ့အပြင်လက်နက်ပါပါလာတဲ့အတွက်စုငွေလဲချင်းမြင်ပေးထားပါတယ်လို့ PDF ဒေါနာစစ်ចောင်းရဲ့တရင်မှုရဲဘော်ရန်နိုင်ကပြောထားပါတယ်ခင်ဗျတပတ်မှာတော့မန္တလေးတိုင်းတောင်သာမြို့မှာရှိတဲ့အချက်ဖက်စကောင်စီတပ်ရဲ့ဇဂျန်းစစ်စေးရေးဂိတ်ကိုတော်လိုင်းရင်ပုံပုံတက်တွေကဝင်းရောက်စီးနင်းတိုက်ခိုက်မှုအတွင်း RPG ထိမှန်ပြီးစစ်ကောင်စီတပ်သား2ဦးကတော့နေရာမှာတဲ့အသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင်ဂိတ်စကန်မှာရှိတဲ့ဘန်ဂါ3လုံးနဲ့ခရယန်ဂူတောင်မှာမိလောင်ပျက်စီးသွားတယ်လို့မြန်မြန်ခိုင်ပြည်တဲ့အမှတ်3တရင်ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့အခုမတ်လအလယ်မှာပဲစစ်ကောင်စီတပ်သားအယောက်90လောက်နဲ့တပ်ဆွဲထားတဲ့တောင်သာမြို့ကစကြန်းဂိတ်စကန်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်းရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်ဆိုပါတယ် ဲ့ဒီလိုတက်ခတ်မှုအတွင်းနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေကြားမှာပဲတော်လိုင်းရင်တက်တွေဘက်ကပစ်လိုက်တဲ့ RPG ထိမှန်ပြီးစေကောင်းစီတပ်သား2ဦးကတော့မျက်စိရှိတဲ့အသီးသီးသိကုန်ကြတဲ့အပြင် gate scan မှာရှိတဲ့ဘန်ကား3လုံးနဲ့စစ်ကောင်းစီတပ်သားတွေရဲ့လက်နက်ခဲယမ်းထားရဂိုဒေါင်နေရာလဲပစ်ခတ်မှုတွေအတွင်းမှာပဲမိလုံပျက်စီးသွားတယ်လို့မြင်းညာခိုင် PDF အမှတ်3တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ